မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညချမှုဦးစီးဌာနကနေနိုဝင်ဘာလ9ရက်ဒီဂရီ99နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းတို့တွင်တိမ်ထုတဲ့နေပြီးကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ချန်မင်္ဂလားပင်လယ်တို့တွင်တိမ်နေငယ်မှတိမ်တင့်တင့်ဖြစ်ထွန်းနေပါမယ်ဒီကနေ့ညနေတီခမ်းမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင်နေရာအနှံ့ပြား နေပြည်တော်အေရဝီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့တွင်နေရာစစ်စစ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျကျကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာကွက်ကြားမှုထိချုံရပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ရမှုကြီးနိုင်ပါတယ်။ရှာရယာလုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကရင်ပြည်နယ် ဝန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့ရှားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူဖေပြင်းတက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကျိုးပစ်ခြင်းလက်စည်းလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင် သတိပြုနိုင်ပါရန်ကြံပြုပါပါသည်မြမပင်လေပင်တွင်မြမကန်ရင်းတခြားနယ်ကန်လုံပင်လေပင်တို့မှာတခါတည်းရမိုးသက်လေပင်များကြာရောက်ပြီးလှိုင်းသင့်တဲ့မှာလှိုင်းကြည့်နိုင်ပါတယ် ဗိုလ်တပ်နေပြင်းကြဆင်ခြေပြင်းမြေပြင်းလေသည်တနိုင်းလီ25မိုင်မှမိုင်30အထိတက်ခတ်နိုင်ပါသည်။လိုင်းမြမမြမကန်ရင်းတလျှောက်နယ်ကမ်းလွန်ပင်လေပြင်းတို့တွင်9ပေမှ9ပေခန့်ရှိနိုင်ပါသည်။နောက်နေ့အတွက်ခမ်းမန်းချက်ကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာကျကျမှနေရာစစ်စစ်မှုထိချုံရွာပါမည်။ နေပြည်တော်ရန်ကုန်မြို့နယ်ဤတဝိုက်တွင်ဒီကနေ့ညနေတီခမ်းမန်းချက်ကတော့ဗိုလ်တချိန်နှစ်ချိန်ထစ်ချုံရွာပါမယ်ရွာရံလုံးပြည့်ဖြစ်ပါတယ်မန္တလေးမြို့နယ်ဤတဝိုက်တွင်ဒီကနေ့ညနေတီခမ်းမန်းချက်ကတော့နေရွက်ကြားမိုးထစ်ချုံရွာပါမယ်ရွာရံလုံး80ဖြစ်ပါတယ်ရှင်